ခုနေ့ကတော့ရတာရှိတယ်မင်းပြောစနမကီလေးလောက်စားပြပါတယ်ရှင်ဒါလေးကိုဘယ်လိုလုပ်လဲဆိုတာကိုလိုက်ကြည့်လိုက်ရအောင်နော်စမူလီငါ150 mm ခွက်ထည့်လိုက်တယ်နော်ညင်းဆုံးရွှေကြီးမုန်လေးကိုရွှေညွေအောင်တန်လာတဲ့အထိမီအေးအေးနဲ့လောပါမယ်ညွေအောင်တန်လာပြီးအနံလေးလည်းမှွေလာပြီဒါဆိုလို့ရှိရင်နော် မိပေးထားလို့ရပါပြီเนาะရင်ဆုံးငပြောဒီပြောဒီငါးလုံးကိုညအောင်ခြေထားမယ်ငပြောဒီလေးခြေဝါးပြီဆိုလို့ရှင်ကျုပ်နှလုံးထဲမယ်เนาะကျုပ်ပြီးရင်ဒီမှာနွားတို့200 ml နှစ်ပူထဲမယ်เนาะနှစ်ပူနွားတို့နှစ်ပူပြီးတော့အုံတို့200 ml နှစ်ပူထည့်မယ်အလုံးပေါင်း400 ml ပေါ့နော်ဒါတော့အချို့အတွက်တကြား200 ml လောက်တော့ရှိမယ်200 gram လောက်တော့ရှိမယ်နော်ပြီးတော့ဒါကဖူကာလာအရောင်းအတွက်နော်ဖူကာလာလေးလေးငါးသက်လောက်ထည့်လိုက်တယ် ရောစာနှစ်ဖေးစောနဲ့တဝက်လောက်ထည့်မယ်နော်အလုံးကိုရောတမအောင်ဝေးလိုက်ပါမယ်ပြီးရင်နော်ဦးလျက်ထည့်ပြီးရောကျိုးပါမယ်နော်ဆိုအလုံးတမသွားပြီဒါဆိုလို့ရှိရင်ဦးလျက်ထည့်ပြီးရောကျိုးလိုက်တော့မယ်နော်ဆွေကြီးမုံနေလော်ထားတဲ့ထည့်ကိုစွမ်းနာဖြောထားတဲ့ဥစားလေးတစ်ခါလေးထည့်လိုက်တော့မယ်နော်ဒါဒီတစ်ခါလေးထည့်လိုက်ပါမယ် ပြီးရင်ဒီမှာ chop back လေးသမင်းစားစုံနဲ့လူစုံထည့်မယ်နော်ဆိုလို့ရှိရင်အလုံးကိုဆက်မပြတ်ငွေပေးပါနော်

တိတ်သွားပြီဆိုလို့ရှိရင်ဘင်းစီဖြိုးမယ်နော်ဘင်းစီမဖြိုးရင်းဆုံးပုံလို့ဆန်းနေနေနဲ့ချန်ထားတာလေးကိုဒီနေ့ပြင်ပေါ်မှာလိုက်ပြီးတော့တောက်လိုက်မယ်နော်ပြီးရင်လော်ထားတဲ့ဘင်းစီလေးကိုဖြိုးပါမယ်အပေါ်ကနေလိုက်ပြီးတော့ ကဲပါဒီနေထားဆိုလို့ရှင်ရပါပြီเนาะโอเคဆိုဆိုလို့ရှင်စတင်ပြီးတော့ဖုတ်ပါတော့မယ်ရင်ဆုံးအပူချိန်ကို190ဒီဂရီနဲ့မိနစ်30โอเคမိနစ်30စပြီးတော့ဖုတ်ပါမယ်ခုဆိုရင်190ဒီဂရီနဲ့မိနစ်30ဖုတ်ထားတာ ရပါတယ်လို့ချက်ကြည့်မယ်နော်။ကဲပါဒီနေ့ထားဆိုလို့ရှိရင်ဇင်းနေဖြစ်ပါပြီရပါပြီနော်။အနန္တရလည်းမှုေးနေရမယ်နော်။โอเคခံပြီးတော့စားလို့ရပါပြီ။ခုဆိုလို့ရှိရင်ရွှေချီစနစ်မကင်းလေးရပါပြီရှင်။တရားလေးကလောရတာလေရွှေရှင်လွယ်ကူပြီးတော့ရတာလက်ရှိရတဲ့အားလုံးပဲလိုက်လို့စားကြည့်ပါနော်။